င်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ risk ကိုရှောင်တာတဲ့ risk ကို စီမံခန့်ခွဲပါဆိုတဲ့အကြောင်းအရာလေးပေါ့ညွှန်ပြပေးလိုပါတယ်မိစေတယောက်ကပြောပါတယ်ကိုပိုင်လုပ်ငန်းလုပ်ခြင်းနဲ့ဒါပေမဲ့ရင်းနှီးမှုဆုံးရှုံးရမှာကြောက်တယ်တဲ့နောက်ထပ်မိစေတယောက်ကတော့ရင်းနှီးမှုနဲ့မလုပ်ခြင်းနဲ့မစွန်စားရဲဘူးတဲ့လူများစုကိုပိုင်လုပ်ငန်းနဲ့အောင်မြင်ခြင်းကြပါတယ်ရင်းနှီးမှုနဲ့မှုတွေလုပ်ပြီးတော့ financial freedom ကိုသွားခြင်းကြတယ်ပေါ့နော်ဒါပေမဲ့ဖြစ်မှဖြစ်ပါမလား ကိုရှိတာလေးဆုံရှုံသွားမလားဆိုတဲ့စိတ်နဲ့စွန်စားမှုဆိုတဲ့ risk ကိုရှောင်ရတယ်ပေါ့နော် high risk high return low risk low return ဆိုတဲ့ theory တိုင်းပါပဲခြေခံအဖြစ်တော့ risk နဲ့ return ကတိုက်ရိုက်ထိုးကြပါတယ်။ဘာစွန်စားမှုမှမလုပ်တဲ့အခါမှာဘာအကျိုးမြတ်မှလည်းထူးထူးခြားခြားပြန်ရမလာပါဘူး။ဒီလိုနဲ့လူများစုက job security နောက်ကိုလာရင်းနဲ့အချိန်တွေကုန်နေကြပါတယ်။ဒီလိုနဲ့နေရင် ကိုယ့်ရဲ့နေစဉ်ဘဝကငွေကြေးဆိုင်ရာပူပန်မှုတွေနဲ့ပြည့်နေနေတတ်ပါတယ်။အလုပ်ရှိတဲ့အခါမှာဝင်ငွေအထိုက်အလျောက်အဆင်ပြေပေမဲ့အလုပ်မရှိတဲ့အခါမှာငွေကြေးအကျတဲနဲ့ရင်ဆိုင်ရပါတယ်။မတ်ဆူကပ်ဘတ်ပြောသလိုပါပဲ။ Far risk မှမယူတာကအကြီးမားဆုံး risk ပါပဲတဲ့။ခမရဆုံးရှုံးမှကြောက်လို့ဆိုပြီးတာမန်အခြေအနေကနေပြောင်းလဲလုပ်ဖို့တွန်းဆုံနေတဲ့သူတွေကိုကြည့်ရင်အများစုကငွေကြေးအတွက်အများအားပူပန်နေရတာတွေ့ရပါလိမ့်မယ်။အလုံးမရှိရင်မဖြစ်တဲ့သူက အလုံးရှိမှပူပန်ရပါတယ်အသက်ကြီးလာလေးလေးအလုံးပြုတ်မှပို့ပြီးတော့ပူပန်ရလေးပေါ့နော်ကိုယ့်ရဲ့ငွေကြေးကိုမှန်ကန်တဲ့ညီညီညွတ်ညံမှုမလုံနိုင်တဲ့သူကအ ਨੇ ဆုံးတော့ငွေကြေးဖောင်းပွားမှုကြောင့်ဆုံးရှုံးသွားရမယ်ငွေကြေးတန်ဖိုးအတွက်စိုးရိမ်ရပါတယ်စဉ်းစားကြည့်ရင်ဘဝမှာအသက်ရှင်နေရတာကက risk ကိုစီမံခန့်ခွဲနေရတာလို့ပြောလို့ရပါတယ်မြမပြီမှာပို့ပြီးတော့တည်တာတယ်ပေါ့နော်ခမရအသက်ရှင်တန်ဖို့ စာဝန်တွေပြည်လဲဖို့ကျန်းမာရေးကောင်းဖို့ငွေကြေးပြည်လဲဖို့ပေါ့နော်သာသဖြင့်အပတ်ပတ်မှာကြုံလာရတဲ့အခြေအနေနဲ့အဆင်ပြေအောင်ကြံစနေထိုင်လုပ်ကန်ကြရတာပါပဲနေရာတိုင်းမှာအခြေအနေတိုင်းမှာစွန့်စားမှုတွေအန္တရာယ်တွေရှိနေပါတယ်ရှောင်လို့ရတာတွေရှိတယ်ရှောင်လို့မရတာတွေလည်းရှိတယ်ပေါ့နော်ရှောင်လို့မရတာတွေကြတော့ဒါကိုရှောင်ပြေးဖို့ထက်စီမံခံခွဲမဲ့နီလန်းကိုရွေးချယ်တာကအလုပ်ဖြစ်ပါတယ်။ဘဝမှာ ီကယ်ရီယာနဲ့ပတ်သက်လို့ပဲဖြစ်စေငွေကြေးစီမံခံခွဲမှုနဲ့ပတ်သက်လို့ပဲဖြစ်စေစွန်စားရမှာကြောက်လို့ဘာမှမလုပ်ဖဲနေရင်ခုရဲ့အနာဂတ်ကအမြဲတမ်းစွန်စားမှုတွေအန္တရာယ်တွေနဲ့ရင်ဆိုင်နေရပါလိမ့်မယ်။ကောင်းဆုံးကတော့လောက်ဆရာရှိတာကိုသေချာတွက်ချက်ကြိုတင်ပြင်ဆင်ပြီးတော့လုပ်ဖို့ပဲပေါ့နော်။ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကိုယ်တိုင်နဲ့ဆင်ခြင်ရအောင်နဲ့ကျွန်တော်ရဲ့ Orion ကိုလည်းဆင်ခြင်လို့ရအောင်ဆရာဟင်းစိုးရဲ့လက်ရာလေးညှဝေပေးလိုက်တာပါ။ ဆုံးဖြတ်ချက်ရှိပေတယ်လေကျေးဇူးတင်ပါတယ်ဗျာ